မန္တလေးတိုင်းဒေသကြီးမလိုင်မျိုးနယ်ရွှေမှုတော်ဖျားအနီးမှာအမျိုးသားတအူအား PDF များကပြစ်ခတ်တပ်ဖြတ်ပြီးမြမလေယာဖွံ့ဖြိုးရေးဘဏ်မှအကြီးတန်းစီးရေးတအူအပါအဝင်လူသုံးအားဖမ်းဆီးခေါ်ဆောင်သွားကြောင်းသိရပါသည်။ဇော်လ၁၇ရက်နနက်၁၇နာရီတွင်မလိုင်မျိုးနယ်ပန်းအိုင်ကျေးရွာနီးဦးစော်မျိုးသက်ခေါ်ကိုသက်ဟာရွှေမှုတော်ဖျားအနီးမှာဖွင့်လှစ်ရောက်ချလိုက်ရရှိတဲ့၎င်းပိုင်နယ်ကုန်းဆိုင်မှာရှိနေစဉ် PDF 20ဦးခန့်ကမော်တော်ယာဉ်တစ်စီးဆိုင်ကင်၅စီးနဲ့လထိုးကြီးမျိုးနယ်ဘက်မှရောက်ရှိလာပြီးတနက်နေ့ပြစ်ခတ်ခဲ့တာကြောင့်၎င်းတွင်ကြီးထိမှန်တရားများရရှိကာတည်ဆုံသွားခဲ့ကြောင်းနာဆာကသတင်းထုတ်ပြန်ရေးဖွဲကထုတ်ပြန်ပါသည်။အရင်နောက် PDF များဟာရွှေမူတော်ဖျားမြောက်ဖက်မုတ်အနီးနေထိုင်သူများဖြစ်တဲ့ဦးကျော်တက်55နှစ်ဦးတက်နိုင်ခေါ်ငသက်48နှစ်နဲ့မလန်မျိုးနယ်မြမလေယာဖွံ့ဖြိုးရေးဘဏ်မှအကြီးတန်းစည်ဒေါခင်မြင့်ထွေး40နှစ်တို့၃အားဖမ်းဆီးခေါ်ဆောင်ကတောင်တာမျိုးနယ်တန်ပို တန်တန်ကျေးရွာဘက်သို့ပြန်လည်ထွက်ခွာသွားကြောင်းသိရပါသည်။အထက်ပါဖြစ်စဉ်မှ PDF များရဲ့ဖမ်းဆီးခြင်းခံရတဲ့နိုင်ငံဝန်ထမ်းတဦးနဲ့ပြည်သူနှုတ်အားအမြန်ဆုံးပြန်လည်ခဲ့တင်နိုင်ရေးလုံခြုံရေးတပ်ဖွဲ့ဝင်များကလိုအပ်တဲ့လုံခြုံရေးလုပ်ငန်းစဉ်များနဲ့အညီဆက်လက်ဆောင်ရွက်လျက်ရှိကြောင်းသိရပါသည်။